ပါမယ်။ဒီနေ့တော့ရိုက်ကိုမြို့မှာဒီရခန့်အမျိုးသမီးနှစ်ဦးမိုင်းနေမီပြီးတူကျောက်ပြည့်တဲ့တင်ပြလူငယ်တွေဥဆောင်ပြုတ်လို့မဲ့ရံပုံငွေပွဲကနေရလာတဲ့အလူငွေတွေကို group flyer ခရင်ကစစ်ဆောင်တွေအတွက်အသုံးပြုတော်မူရှိတဲ့တင်ဒီမောဆူမြို့တနေရာမှာအခြေခံနေရာဒီအင်္ဂလိပ်စာသင်တန်းစင်ပွဲပြုတ်လို့တင်စရတဲ့တင်တွေအပါအဝင် professional နေစစ်တင်တွေကိုကြားရမှာပါ ကွင်းနီပြည်ရိုက်ကိုမြို့ပေါ်ရှိအနောင်ရခရက်ကွက်မှာအမျိုးသမီးနှစ်ဦးအလုံနားနေချိန်မှာအတီတော်ခူရင်မိုင်းနှမိတာတူခြေတော့ပြတ်သွားပြီးကြံတူမျက်စိတိခိုက်တဲ့ရရှိခဲ့တယ်လို့ရိုက်ကိုမြို့ရှင်ရောင်ပင်လူမျိုးကွင်းရေးတဲတောင်ရှိတူတူကဖော်ဖန်ကိုပြောပါတယ်မနေ့ကမေလ9ရက်နေ့နေ့လယ်တနင်္ဂနွေအချိန်မှာလမ်းအလုံးတမအမေသမီးနှစ်ဦးအလုံးလုံးနေရင်သမေစာနားနေချိန်နေတီတခုရင်မိုင်းနေမိတာဖြစ်တယ်လို့သိရပါဗျ အဆိုပါမိုင်းနေမိတဲ့အမျိုးသမီးနှစ်ဦးဟာအသက်30ဝန်းကျင်ဖြစ်ပြီးသူကခြေထောက်ဖြစ်လိုက်ရပြီးကျန်သူကတော့ညာမျက်စိထိခိုက်နေရရှိတာဖြစ်တယ်လို့သိရပါတယ်။ဘိုက်ကိုမြို့မှာ2025ခုနှစ်အတွင်းမိုင်းနေမိတဲ့ဖြစ်စဉ်၅ခုခန့်ရှိပြီးအိမ်ပြန်ရင်မိုင်းနေမိတာနဲ့အလုံးလုံးနေရင်မိုင်းနေမိတာဖြစ်ကြရဲလို့သိရပါတယ်။ထိုင်းနိုင်ငံချင်းမိုင်း မဲဆောင်ရောက်ကလူငယ်တွေဥဆောင်ပြီးတက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့အရက်သားတွေကိုတစ်ဖက်တလန်ကနေကူညီနိုင်ဖို့အတွက် Together for Dukaya ဆိုတဲ့ကောင်းဆက်နဲ့ရန်ပုံဝင်ဈေးရောက်ပွဲတရက်ကိုပြုလုပ်သွားမှာဖြစ်တယ်လို့ပြောရပါတယ်။အဆိုပါပွဲကနေရလာတဲ့အလူငယ်တရက်ခိုင်နှုန်းလုံးကို Dukaya ခိုင်ရန်အတွင်းကစစ်ဆောင်ရေးအတွက်အသုံးပြုသွားမယ်လို့ရန်ပုံဝင်ပွဲကျင်းပရမယ့်ကော်မတီအဖွဲ့ဝင်မော်နီနီပြူကဖော်ပြပြောပါရယ်ဒူပလာယာခိုင်မှာက စစ်အာဏာသိမ်းပြီးကလေးကနေအခုချိန်ထိတော်လေရေးတပ်ဖွဲ့နဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေကြတဲ့အတွက်ကိုကရီမြို့ရှိစုံတို့တိတာကအရက်သား9000နဲ့အထက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ကင်းလုံငယ်တွေဥဆောင်ပြုလုပ်မဲ့ရှမ်းမုံငွေဈေးရောက်ပွဲကနေလက်ရှိလာမဲ့အကျိုးမြတ်တရရခိုင်နှောကိုဒူပလန်ရခိုင်ရအကျိုးမှရှိရစစ်ပြီးရှောင်ရင်းစီတိုက်ရိုက်ယူရန်သွားမယ်လို့ပြရပါတယ်။ ဖီနီပြင်းနေဒီမောဆူမြို့တနေရာမှာအရှိခံနွေရတီအင်္ဂလိပ်စာသင်တန်းစင်ပွဲကိုမနေ့မေလ9ရက်နေ့ကကျင်းပခဲ့တယ်လို့သိရပါတယ်။အဆိုပါသင်တန်းကိုသူငယ်အကယ်ဒမီ College Way AC ကျောင်းသားဟောင်း6ဦးကစုပေါင်းပြီးဦးဆောင်ဖိလစ်ပီသင်တန်းမှာသင်တန်းသူသင်တန်းတာ120ဦးကိုတင် जा ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါသင်တန်းမှာအတိကပါရာရဲ့အနေနဲ့ Visit English Grammar English Post K ဖြစ်ပြီး leadership learning skill ပါရရဲ့ကိုထပ်မံပြည့်စုံတည်ကြပေးတယ်လို့သိရပါတယ်။ Winnipeg မိုးပြင်းမြင့်နေရှိမိုးပြင်းရေကာတာကနေထွက်လာတဲ့ဆယ်မြောင်းရေတွေမှာပြီးခဲ့တဲ့မေလ၁ရက်နေ့ကလေးကငါတို့ရဲ့အစုလိုက်တင်ရကိုတွေ့ရတယ်လို့မိုးပြင်းမြင့်နေဘေးပန်ဝတ်ကျင်ရှိဒိဋ္ဌခံအမျိုးသားတူကဖရော့ဖကူပြောပါတယ်။ဆယ်မြောင်းထဲရှိငါတွေမှာတချို့အသက်ရှင်နေရှိနေပြီး အစူပါငါးတွေကိုဖမ်းယူစားတော့ရဲ့သူတွေက လက်ချောင်းရတာတွေဖြစ်နေတယ်လို့ကြားသိရပါမယ်။ဖရော့ဖန်နေတဲ့တိသက်အပြည့်ပြုတ်နိုင်ခြင်းမရှိသေးပါဘူး။မော်ပြည့်ရီကာတာကနေထွက်လာတဲ့ဆယ်မျောင်းရှိတွေကိုစစ်ပေးရှောင်ပြည်သူတချို့နဲ့ဒေသခံတွေကစိုက်ပျိုးဖို့နဲ့တောက်တုံဖို့အတွက်အတိတ်ကထားပြီးမိခုတုံဆဲနေရတာကြောင့်အခုလောကအစုလိုက်တင်နေရကြုံပြီးနောက်ပိုင်းမှာတော့ဇမ္မာရီနဲ့စာဝန်တွေရဲ့အတွက်စိတ်ပူနေရတယ်လို့သိရပါတယ်။ဝင်းနီအမျိုးသမီးအစည်းအရုံး KNWU လက်အောက်အမျိုးသမီးဇွဲ့ရင်နှစ်တည်ရေးစီမံကိန်း WSP အတွက်ကျောင်းသူ335ဦးခေါ်ယူမယ်လို့ဂရင်းနီအမျိုးသမီးအစည်းအရုံး KNWU ရဲ့ဥက္ကဋ္ဌမော်ဖရီးမြာကဖော်ရဖို့ပြောပါတယ်။အမျိုးသမီးဇွဲ့ရင်နှစ်တည်ရေးသားကို2006ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးလက်ရှိဖွင့်လှစ်မဲ့2025-2026ပညာသင်နှစ်အတွက်တန်တန်းက19ကျင်းရောက်ဖြစ်တယ်လို့ဆိုပါတယ်။ရှော့ထားလို့သူအမျိုးသမီးတွေအနေနဲ့ အလေတန်းပညာအရင်ချင်းရှိသူပညာတင်ယူစိတ်ထက်သန်သူเจ้าကိုပြီးစီအောင်တက်နိုင်သူเจ้าတွင်เจ้าပြင်လှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ဆောင်ရွက်နိုင်သူလေเจ้าစည်းကမ်းတွေကိုလိုက်နာဆောင်ရွက်နိုင်သူတွေဖြစ်ရမယ်လို့ဆိုပါတယ်ဒီနေ့မေလာ6ရက်ပရော့ဖ်ဖယ်နေ့စစ်တရင်တွေကိုကြားခဲ့ရတာပါကျွန်မမြန်မိုးပါရှင်